โอเคမင်္ဂလာပါတာတို့တမလို့ရေဒီချက်ရဲ့ grade 3တင်ချာတန်လေးကနေပြန်နေကြိုးစို့လိုက်ပါတယ်ဒီချက်တို့ဒီဗီဒီယိုမှာဆိုရင်တော့အာစာမျက်နှာ14ကိုသွားကြမယ်နော်ဟုတ်ပါပြီအဲ့တော့စာမျက်နှာ14စာမျက်နှာ14မှာဘာအကြောင်းအရာကိုသင်ရမလဲဆိုရင်အာချက်တို့ကအပေါင်းနဲ့အနှုတ်ကိုစိတ်တွက်တွက်ကြမယ်စိတ်တွက်နဲ့လေ့ကျင့်ကြမယ်နော်โอเค KR ဆိုလို့ရှိရင်လေ့ကျင့်ကြရအောင်ဟိနံပါတ်5 49အပေါင်း24ကိုဘယ်လိုတွက်မလဲစဉ်းစားကြရအောင်အဲ့တော့49နဲ့24ကိုတို့တွေပေါင်းတဲ့အခါမှာစိတ်တွက်ဘယ်လိုတွက်မလဲ အဲ့တော့သူကလေတငယ်ချင်းစုစုလေးကတော့24ကိုသူက20နဲ့4နဲ့ခွဲလိုက်တယ်ခွဲပြီးတော့မှ49နဲ့20ကိုပေါင်းလိုက်တယ်49နဲ့20နဲ့ပေါင်းလိုက်တော့သူကအာ20က10ဆိုနှစ်စုလို့စဉ်းစားလိုက်တယ်အဲ့တော့49ဆိုတော့တစ်ဆယ်စီတိုးလိုက်တော့59 68အဲ့ဒီ68ကိုမှသူက4နဲ့ပေါင်းမယ်68ပြီးတော့68 69 80.81ဆိုပြီးတော့သူကတွက်လိုက်ပါတယ်ရှင်အဲ့တော့ဒါတို့တမလို့လဲမင်းတို့မှာဘလို့စိတ်တွက်တွက်နည်းလေးရှိလဲဘလို့မျိုးနောက်ထပ်တွက်နည်းလေးရှိလဲဆိုတော့ဒီချက်ဗီဒီယိုလေးရအောင်ပါရှိလို့ရှင်လည်းမျှဝေပေးခဲ့ပါအောင်နော်ဟုတ်ပြီအားဆိုရင်ဒီချက်ရုနံပါတ်30ကိုစိတ်တွက်တွက်နည်းလေးနဲ့တွက်ကြည့်ကြရအောင်ဟိအဲ့တော့စိတ်တွက်နဲ့လေ့ကျင့်မှုအတွက်ဆိုရင်ဒီချက်ကဒီမှာမင်းတို့ကိုအဲပြမယ်ပေါ့နော်မင်းတို့ကိုဒီ line လေးတွေဆွဲပြမယ်မင်းတို့ကစိတ်ထဲရနေပဲလုပ်ကြည့်ကြရအောင်နော်ဟုတ်ပါပြီရှင့် Okay. အဲဆိုလို့ရှိရင်ဒီချဲတို့စိတ်အတွက်ကလေးကိုတည်ကျင်ကြရအောင်တရုတ်သမလို့ကလိုက်ရေးစရာမလိုပါဘူးဒီချဲနဲ့တူတူလိုက်တွက်ပေးရမှာပဲဒီချဲကတော့တရုတ်သမလို့ညင်အောင်လို့တော့ဒီမှာအာဟိုလူဆွဲဒီလူဆွဲလေးတော့လုပ်ရမယ်နော်โอเคအဲ့တော့30ပုံမှာကာကြီးကဲဘယ်သူနဲ့ဘယ်သူနဲ့ပေါင်းပါတော့35နဲ့62နဲ့ပေါင်းပါပေါ့နော်လိုက်တွက်စရာမလိုပါဘူးရှင်အဲ့တော့တရုတ်သမလို့ရေဘလို့ခွဲမလဲပြောရှေးကိန်းကိုလည်းခွဲလို့ရတယ်လို့အနောက်ကိန်းကိုလည်းခွဲလို့ရပါတယ်ကဲဘယ်လိုမျိုးလေးခွဲမလဲဒီချဲအနောက်ကိန်းကိုခွဲပါမယ်ရှင်အဲ့တော့62ကိုတို့ရေဘလို့ ိုခွဲမှာနဲ့60နဲ့နှစ်နှစ်ခွဲပါပြီအဲ့တော့60နဲ့နှစ်နှစ်ခွဲမဲ35နဲ့60နဲ့ပေါင်းပါမယ်60ဆိုတာက10အုပ်စု6စုအဲ့တော့35ကိုဒီချေတို့က10အုပ်စုလေးတွေတိုးပြီးတော့မှရေတွက်ကြည့်ရအောင်35ပြီးတော့45 55 65 85 85 95 95 95နှစ်ရေပေါင်းလိုက်တော့95ပြီးတော့96 98ဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်အဖြေဘလောက်တော့ခွန်နှစ်ပါရှင် ရမလားဟုတ်ပြီကြံတွက်ကြည့်ရအောင်ဟေ့ဒါတို့တမလို့ရေတို့တွေပြန်လေးကျင်ပါမယ်အဲ့တော့မင်းတို့တွေကမျက်လုံးထဲမှာမြင်အောင်ကြည့်ပြပါနော်ဟုတ်ပြီနော် စိတ်ထဲရပဲလို့မယ်ချတွက်စရာမလိုပါဘူးဒီကျမင်းတို့အမြင်အောင်လို့ဒီလိုလေးတော့လုပ်ပြပါမယ်အဲ့တော့တအားတို့တမလို့ရေဘယ်သူခွဲမှာလဲ62ကိုဘယ်သူနဲ့ဘယ်သူနဲ့ခွဲမှာလဲ60နဲ့နင်းနဲ့ခွဲမယ်ပြီးတော့ဘယ်သူနဲ့ဘယ်သူနဲ့ပေါင်းမှာလဲ35နဲ့60နဲ့ပေါင်းပါမယ်ဆယ်ပြည့်ကိန်းကို10အုပ်စု6စုလို့တို့ရေယူလိုက်ပါမယ်အဲ့တော့အဲ့ဒီ35ကိုတစ်ချေရ10အုပ်စုတွေတိုးပြီးတော့မှသွားမယ်နော်35ပြီးတော့45 55 65 65 85 95 95 95ရဲ့ဒီကနှစ်ရေပေါင်းလိုက်တော့ 66 68ဖြစ်ပါတယ်ရှင်အဲဒါကြောင့်ဒူရီအဖြစ်68ပါရှင်ရမယ်နော်โอเคပြီးတော့ပြီဆိုလို့ရှင်เนาะဒီချေရုနံပါတ်ဘယ်လောက်ကိုတောင်းမလဲဆိုရင်အာ sorry နံပါတ်ခောက်ကိုတွက်လိုက်ကြရအောင်ဟိနံပါတ်ခောက်ကိုဘယ်လောက်တော့ နံပါတ်ခါခွေးက83အပေါင်း16အဲ့တော့တအားသမလို့ရေဒီကျဲတွေကဘသူကိုခွဲမှလဲ16ကိုခွဲပါမယ်ဘသူနဲ့ဘသူနဲ့ခွဲမလဲစိတ်ထဲမှာပဲ10နဲ့6နဲ့ခွဲပါမယ်10နဲ့6နဲ့ခွဲမယ်10နဲ့6နဲ့ခွဲမယ်ဆို83နဲ့10နဲ့အရင်ပေါင်းလိုက်တော့10 83ဆိုတော့83 83နဲ့6နဲ့ပေါင်း 83နဲ့6နဲ့ပေါင်းလိုက်တော့83ပြီးတော့84 85 86 87 88 89ဖြစ်ပါတယ်ရှင်အဖြေဘယ်လောက်တော့89ဟုတ်ပြီအဲ့ဒါလေးကိုဒီကျဲစိတ်ထဲကနေတွက်ပြပါမယ်ရှင်83အပေါင်း16 16ကိုဒီကျဲ10နဲ့6နဲ့ပေါင်းလိုက်ခွဲလိုက်မယ်အဲ့တော့10အုပ်စုတစုနှလုံးထဲမှာမြင်အောင်ကြည့်နော်10နဲ့6နဲ့ဟုတ်ပြီနော်အဲ့တော့10 10နဲ့ဒီဘက်က6နဲ့ဟုတ်ပြီအဲ့တော့30ဥစုတစုနဲ့83နဲ့ပေါင်းလိုက်တော့83က 现在东西多没？现在东西炒来包来着，现在东西光荣，呃，现在东西啊，现在那些东西啊，现在叫现在讲现在是现在古还是？哎，皮包老东现在古。 နမကနေပါရှင်28နဲ့18နဲ့ခွဲရအောင်အဲပေါင်းရအောင်အဲ့တော့18ကိုဒီချေတို့က10နဲ့8နဲ့ခွဲမယ်အဲ့တော့10နဲ့28နဲ့ပေါင်းလိုက်တော့38 38ရဲ့ဒီက8နဲ့ပေါင်းလိုက်တော့38ပြီးတော့38 39 40 41 43 45ပါရှင်အဖြစ်ဘလောက်တော့45ပြန်လေးကျင်းရအောင်เนาะအဲ့တော့28နဲ့18နဲ့ပေါင်းပါပြီ18ကိုဒီချေတို့က10နဲ့8နဲ့ခွဲလိုက်ပြီ28နဲ့10နဲ့ပေါင်းလိုက်တော့38 38နဲ့8နဲ့ ့ပေါင်းလိုက်တော့ဘယ်လောက်လဲ39နဲ့ရှင်းနဲ့ပေါင်းလိုက်တော့အာ39မှာပါတယ်ခွန်းနဲ့ရှင်းနဲ့ပေါင်းလိုက်တော့55 55ရဲ့30ရဲ့ပေါင်းတော့45ဖြစ်ပါရဲ့ရှင်အဖြေ45ပါနော်ဟုတ်ပါပြီအဲ့တော့နောက်တစ်ပုတ်တစ်ချက်လောက်လေ့ကျင့်ကြရအောင်ဟိ46နဲ့29နဲ့ပေါင်းကြရအောင်ဟိ 46နဲ့29နဲ့ပေါင်းတော့29ကိုတစ်ချဲရုပ်က20နဲ့9နဲ့ခွဲလိုက်ပါပြီရှင်အဲ့တော့46ကို20နဲ့ပေါင်းလိုက်တော့46ပြီးတော့56 66ဟုတ်ပြီနော်အဲ့တော့66 66နဲ့9နဲ့ပေါင်းပါမယ်66နဲ့9နဲ့ပေါင်းတော့ဒီ66မှာ9က10ဖြစ်ဖို့အတွက်66ထဲကတစ်ပေးလိုက်ပေါ့အဲ့တော့ဒီဘက်မှာ9ပဲကျန်မယ်65ပဲကျန်မယ်ဒီက10နဲ့ဆိုတော့ဟုတ်ပြီဟေ85အရန်မြန်ရှုပ်သွားလိုက် ဟုတ်ပြီနော်အဲ့တော့ပြန်တွက်ပြပါမယ်ပြန်တွက်ပြပါမယ်ဂျီယူတိုင်းမြေတီချက်တွက်ပြတော့မယ်နော်အဲ့တော့46အပေါင်း29အဲ့တော့29ကိုတီချက်တို့တွေကဘယ်သူနဲ့ဘယ်သူနဲ့ခွဲမှာလဲ20နဲ့9နဲ့46နဲ့20နဲ့ပေါင်းလိုက်တော့20ဆိုတာ10ဥစု2စု46ပြီးတော့56 86 86နဲ့9နဲ့ပေါင်းပါမယ်86ပြီးတော့89 88 89 80 81 81အော်86နဲ့9နဲ့ပေါင်းမယ်နော် 80ကျောင်းနဲ့9နဲ့ပေါင်းလိုက်တော့86က10ဖြစ်ဖို့အတွက်4လို့ရဲဆိုတော့86က80ဖြစ်သွားပြီ80ရဲ့9ရဲ့ဆိုတော့85ပေါ့အဖြေဘယ်လောက်တုံး85ဟုတ်ပြီဟိနောက်တစ်ခုပါအဲ့တော့နံပါတ်9 23အပေါင်း58 ဲ့တော့58ကိုဘယ်သူနဲ့ဘယ်သူနဲ့ခွဲမလဲ90နဲ့ရှင်နဲ့အဲ့တော့23နဲ့90နဲ့ပေါင်းလိုက်တော့23ပြီးတော့33 43 53 63 83 83ပါရှင်83အဲ့တော့83ဒါရှစ်နော်အဲ့တော့83နဲ့ရှစ်နဲ့ပေါင်းမယ်83က10ဖြစ်ဖို့အတွက်ခွနှစ်ပေးလိုက်ပါပြီခွနှစ်ပေးလိုက်ပါပြီအဲ့တော့80ဖြစ်သွားပြီ80ရဲ့တည့်ရဲ့ဆိုတော့81ပါရှင် ဘောပေါက်ပါသလားဒီချက်ကဒီ3ကို30ဖြစ်အောင်ဒီဘက်ကနေယူလိုက်တာပေါ့နော်ပြန်တွက်ပြပါမယ်23အပေါင်း58 58ကို50နဲ့ရှင်းနဲ့ခွဲလိုက်ပါပြီရှင်23ကို50နဲ့ပေါင်းလိုက်ပြီ23ပြီးတော့33 43 53 63 83 83 83က30ဖြစ်ဖို့အတွက်ခွနစ်လိုပါတယ်အဲ့တော့8ထက်ရနေပြီးရောခွနစ်ပေးလိုက်ပါပြီအဲ့တော့80ဖြစ်သွားပြီဒါက80ဖြစ်သွားပြီ80ရဲ့တည့်ရဆိုတော့87ပါရှင်ရေးလိုက်ပါ87 โอเคပြီးတော့ပြီဆိုလို့ရှင်เนาะနမတ်စာလုံးပါရှင်နမတ်စာလုံးက55အပေါင်း38နော်အဲ့တော့38ကိုဒီကျေရုက30နဲ့9နဲ့ပေါင်းခွဲပါပြီ55နဲ့30နဲ့ပေါင်းလိုက်တော့ ငါအဲ30ဆိုတာ30ဟုတ်ဆို30ဆို55ကို30ကြီးတိုးလိုက်တော့65 85 85 85 85အဲ့ဒီ85 30ဖြစ်ဖို့အတွက်ဘယ်လောက်လိုလဲ9လိုတယ်အဲ့တော့9ထက်ကနေပြီးတော့9ပြီးလိုက်ရင်90ဖြစ်သွားပြီ90ရဲ့2ရဲ့ဆိုတော့အဖြေ92ဖြစ်ပါတယ်ရှင် ပြန်ပြောပြမယ်နော်55နဲ့38နဲ့ပေါင်းလိုက်တော့39ကို30နဲ့9နဲ့ခွဲပါတယ်55နဲ့30နဲ့ပေါင်းပါမယ်30ကျော်10ဟုစု3စု55ပြီးတော့65 85 85အဲ့ဒီ85ကဒီ9က10ဖြစ်ဖို့9လို့ရတယ်အဲ့တော့ခွနှစ်ထဲက9ပြီးလိုက်ရင်85က90ဖြစ်သွားတာက90 90ရဲ့2ရဲ့ဆိုတော့အဖြေ92ပါရှင်ကဲနံပါတ်စလိန်တွေ့ရအောင်နံပါတ်စလိန် 68 about 39အညီအဲ့တော့68 39ပေါင်းပါမယ်39ဒီချေတို့က10နဲ့9နဲ့ခွဲလိုက်ပါပြီရှင်68နဲ့10နဲ့ပေါင်းလိုက်တော့10အုပ်စုတစု68ဆိုတော့88အဲ့တော့88ရသွားပါပြီအဲ့ဒီ88ကဒီ8က10ဖြစ်ဖို့1လိုတယ်အဲ့တော့9ရဲကနေပြီးတော့ဒီချေတို့1ပေးလိုက်ပါပြီအဲ့ဒါဆိုရင်10ဖြစ်သွားပြီ88က10နဲ့ဆိုတော့ အာ88ကိုနှစ်ပေးလိုက်တော့80ဖြစ်သွားပြီ80ရဲ့9ရဲ့ဆိုတော့89ပါရှင်89ပြန်ပြောမယ်နော်68နဲ့19နဲ့ပေါင်းပါပြီ19ကို10နဲ့9နဲ့ခွဲတယ်68နဲ့10နဲ့ပေါင်းလိုက်တော့88 88မှာက10ဖြစ်ဖို့နှစ်လိုတယ်9ရဲကနေနှစ်ပေးလိုက်လို့ရှိရင်68က80ဖြစ်သွားပါပြီဒီမှာဒီချက်လက်သေးစုထားတာ80 80ရဲ့9ရဲ့ဆိုတော့89ပါရှင် အဖြစ်89ဟုတ်ပါပြီအဲ့တော့22နဲ့28နဲ့ကိုပေါင်းလိုက်ကြရအောင်ဟိ22အပေါင်း28အဲ့တော့28ကိုဒီချေက28နဲ့ခွဲလိုက်ပါပြီ22နဲ့20နဲ့ပေါင်းမှာ22ပြီးတော့32 42ဖြစ်ပါတယ်နော်52 52နဲ့8နဲ့ပေါင်းမယ်ဆိုတော့2က30ဖြစ်ဖို့8လိုတယ်8ထဲကနေ8ခုလုံးပေးလိုက်တော့52က30နဲ့ဆိုတော့ 50ဖြစ်သွားပြီเนาะ40နှစ်က8ပေးလိုက်တော့နှစ်က30ဖြစ်သွားတော့50ဖြစ်သွားပြီ50နဲ့ဒီဘက်ကဘာမှမရှိတော့50နဲ့၃ညာနဲ့ဆိုတော့ yes 50ပါပဲဘွန်းအဖြေ50ပါဟုတ်ပြီပြန်တွက်ကြည့်ရအောင်ဟိနမကကြီးဒီချိန်နဲ့တူတူဖြည်းဖြည်းချင်းလေးလိုက်ပြောကြည့်မယ်နော်ကဲနမကကြီးဟိ35နဲ့62နဲ့ပေါင်းပါမယ် 35အပေါင်း60နှစ်ဒါတို့တမလို့ရေ60နှစ်ကို60နဲ့နှစ်နဲ့ခွဲပါပြီ35နဲ့60နဲ့ပေါင်းလိုက်တော့35ပြီးတော့တော့45 55 65 85 85 95 95ရဲ့နှစ်ရဲ့ပေါင်းလိုက်တော့68ပါရှင့်အဖြစ်68เนาะ ဟုတ်ပြီနမခောက်ကွေးလေးထပ်ပြီးတော့လေ့ကျင့်ကြရအောင်နမခောက်ကွေးက83အပေါင်း16 16ကိုဒီချေရူက10နဲ့6နဲ့ခွဲလိုက်ပါပြီ83နဲ့10နဲ့ပေါင်းလိုက်တော့83 83 83နဲ့ဒီက6နဲ့ပေါင်းပါပြီ6နဲ့ပေါင်းလိုက်တော့83နဲ့6နဲ့ပေါင်းလိုက်တော့89ဖြစ်သွားပါတယ်ရှင်ဟုတ်ပြီ89 ်ပြီးသားရင်နမကငယ်ပြန်လေးကျင်ရအောင်နမကငယ်က28အပေါင်း38 38ကို10နဲ့8နဲ့ခွဲပါပြီ28နဲ့10နဲ့ပေါင်းလိုက်တော့38 38နဲ့8နဲ့ပေါင်းပါမယ်8နဲ့ပေါင်းမယ်38ဆိုတော့10ဖြစ်ဖို့အတွက်3လိုတယ်3ပေးလိုက်တော့38က40ဖြစ်သွားပါပြီဒါ40 40ရဲ့5ရဲ့ဆိုတော့45ပါရှင်အဖြစ်45ရမယ်နော် ပြီးသားရဲ့နောက်ထပ်တစ်ခုထပ်လေ့ကျင့်ရအောင်နံပါတ်ဂါကြီးနံပါတ်ဂါကြီးက46အပေါင်း29 29ကို20နဲ့9နဲ့ခွဲပါပြီ46နဲ့20နဲ့ဆိုတော့46ပြီးတော့56 66 66နဲ့9နဲ့ပေါင်းမယ်66မှာပါတဲ့6က10ဖြစ်ဖို့အတွက်4လို့လေ6တွေကနေပြီးတော့4ပြီးလိုက်လို့ရှင်66က80ဖြစ်သွားပါပြီ80ရဲ့5ရဲ့ဆိုတော့ 85ဟာဘယ်လိုဖြစ်လို့လဲတီချာတို့မှားနေရလားယဟုတ်တယ်ဒီအပေါ်မှာတီချာတို့မှားသွားတယ်เนาะပြန်တွက်ကြရအောင်46နဲ့29နဲ့ပေါင်းပါပြီ29က20ရဲ့9ရဲ့အဲ့တော့46ရဲ့20ရဲ့ပေါင်းလိုက်တော့46က60 46နှစ်ပေါင်း20တိုးလိုက်တော့46ပြီးတော့56 66 66 66နဲ့6နဲ့ပေါင်းပါမယ်66နဲ့6နဲ့ပေါင်းလိုက်တော့66မှာပါတဲ့6က30ဖြစ်ဖို့4လိုတယ်30ပေးလိုက်သူက80ဖြစ်သွားပြီ85ရဲ့ဆိုရေးဒါလိက85ပါရှင့်အဖြေ85ပါနော်ဟုတ်ပြီပြီးတော့နံပါတ်5အတွက်ကြာရအောင်ဟိနံပါတ်5က23အပေါင်း80အာ sorry အဲ့တော့58ကိုဒီချေရုက90နဲ့8နဲ့ခွဲပါပြီ23ကို90နဲ့ပေါင်းလိုက်တော့23ပြီးတော့33 43 53 63 83မှာရှင်83ကို8နဲ့ပေါင်းပါမယ်83က10ဖြစ်ဖို့အတွက်ခွနစ်လိုပါတယ်ခွနစ်ပေးလိုက်ရင်သူက80ဖြစ်သွားပြီ80ရဲ့1ရဲ့ဆိုတော့81ပါရှင်81ဟုတ်ပြီနော်။ Okay အဲ့ဆိုနံပါတ်စာလုံးတွေ့ကြရအောင်။နံပါတ်စာလုံးက ပြန်လေးကျင်တာနော်55အပေါင်း38 38မှာ38ကို30နဲ့ခွနဲ့နဲ့ခွဲပါပြီ55နဲ့30နဲ့ပေါင်းလိုက်တော့55ပြီးတော့65 85 85ဟုတ်ပြီအဲ့တော့85မှာပါတဲ့9က10ဖြစ်ဖို့9လို့တယ်ခွနဲ့ထဲက9ပြီးလိုက်ပြီ85က90ဖြစ်သွားပြီ90ရဲ့2ရဲ့ပေါင်းလိုက်တော့92ပါရှင့်ပြီးတော့အဲ့နံပါတ်စလိုက်မှာ နံပါတ်စလိမ်နံပါတ်စလိမ်က68အပေါင်း39အဲ့တော့39မှာ39ကို10နဲ့9နဲ့ခွဲလိုက်ပါပြီ68နဲ့10နဲ့ဆိုတော့68ပြီးတော့88 okay အဲ့တော့88 88နဲ့9နဲ့ပေါင်းပါမယ်88မှာပါတဲ့8က10ဖြစ်ဖို့အတွက်1လိုတယ်88က80ဖြစ်သွားပါပြီ80ရဲ့9ရဲ့ဆိုတော့89ပါရှင်အဖြစ် နောက်တစ်ခုနမတ်ဇာခွဲပါရှင်။ဇာခွဲက22အပေါင်း28ပါနော်။အဲ့တော့28ကိုဒီချေရူတွေက20နဲ့8နဲ့ခွဲလိုက်ပါပြီ။22နဲ့20နဲ့ပေါင်းလိုက်တော့22ပြီးတော့32 42ဖြစ်ပါတယ်နော်။42နဲ့8နဲ့ပေါင်းပါမယ်။42မှာပါတဲ့2ကအာ30ဖြစ်ဖို့8လိုတယ်။30ပေးလိုက်ပြီဆိုရင်42က90ဖြစ်သွားပါပြီ။အဲ့တော့တခြားပေါင်းတရားမရှိတော့တော့90ပဲပေါ့။ရမယ်နော်။ โอเคตารุตํานุยดิเจเนตุตุสိတ်ตั่วตั่วอะหรอยออสินดีจ้ะเยนะ ဟုတ်ပြီအဲ့တော့မရဘူးဆိုလို့ရှိရင်ဒီချက်ရဲ့ဗီဒီယိုလေးကို slow လုပ်ပြီးတော့လေအာတည်တည်ချာလေးဒီချက်နဲ့တူတူ light လေးကျင်လို့ရပါတယ်ဒီချက်တို့ကဒါတွေကအာ downlight တွက်နေနေဆိုရင်လည်းရနိုင်တယ်ဒါပေမဲ့မင်းတို့ကိုဒီချက်ကလေဖြစ်နိုင်စိတ်တွက်နေပဲတွက်စေချင်ပါတယ်အကြောင်းဝဆံမတွေကတော့ဘယ်လိုပုံစံမျိုးနဲ့တင်မလဲတော့မသိပါဘူးဒီချက်ကတော့ဒီဖက်ဆောင်မှာပါတဲ့နေတိုင်းစိတ်တွက်လေးနဲ့တွက်ကြည့်စေချင်ပါတယ်စိတ်တွက်လေးကိုလေ့ကျင့်စေချင်ပါတယ်ဖက်ခါတလဲလေးလေ့ကျင့်လို့ရှိရင်ဒီချက်တို့ရသွားမှာဖြစ်ပါတယ်နော်ဟုတ်ပြီနော်အဲ့တော့စိတ်တက်မကြနဲ့ မရဘူးဆိုလို့ရှိရင်လည်းအဲရအောင်လို့ထပ်ခါတလဲလဲဒီချက် ဗီဒီယိုလေးကိုကြည့်ဒီချက်အတန်ကိုနားထောင်မြောက်ဒီချက်နဲ့အတူတူ like လုပ်လို့ရှိရင်ရသွားပါလိမ့်မယ်နော်ဟုတ်ပါပြီနော်အာဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုမှာတော့ဒီချက်ကိုဒီအပေါင်းစိတ်တွက်တွက်တာကိုပဲတစ်ချက်လောက်လေ့ကျင့်ပြပါနော်အဲ့တော့နောက်ဗီဒီယိုမှာဒီချက်တို့ကအနှုတ်ကိုစိတ်တွက်တွက်ဖို့အတွက်လေ့ကျင့်ကြမယ်နော်အနှုတ်ကိုစိတ်တွက်လေ့ကျင့်ကြမယ်နော်အနှုတ်ကိုစိတ်တွက်တွက်ကြပါမယ်အဲ့တော့အနှုတ်ကလေးကိုဘယ်လိုမျိုးစိတ်တွက်တွက်ကြမလဲဆိုတာကိုဒီချက်တို့ကြည့်လိုက်ကြရအောင်65အနှုတ် 68အဲ့တော့65ရက်ကနေပြီးတော့တချဲတို့က38ကိုနှုတ်ရမှာဖြစ်ပါတယ်စိတ်အတွက်ပဲတွက်မယ်အဲ့တော့38ကိုတချဲတို့က10နဲ့8နဲ့ခွဲလိုက်ပါပြီ65ရက်က10အုပ်စုတစုကိုဖယ်လိုက်တော့တချဲတို့ဘယ်လောက်ကြံမလဲဆိုတော့55အဲ့ဒီ55ရက်က8ကိုနှုတ်ပါမယ်ရှင်အဲ့တော့55ရက်ကနေ8ကိုဖယ်ထုတ်တော့တချဲတို့ကဒီဘက်က10လို့ထားလိုက်ပါမယ်အဲ့တော့ဒီမှာဆိုရင်45ကြံမှာပေါ့အဲ့တော့10ရက်က8ကိုဖယ်ထုတ်လိုက်တော့2 2ရက်45ရက်ဆိုတော့48ရ ပါတယ်နော်ဟုတ်ပါပြီရှင်အဲ့ဒါဆိုရင်တချေတို့နံပါတ်7ကိုစိတ်တွဲတွေ့ကြည့်ကြရအောင်ဟိโอเคအဲ့ဆိုရင်တအားတို့တို့ရေတချေနဲ့တူတူလိုက်ပြီးတော့လေ့ကျင့်ပြပါခက်ခဲပင်မဲ့လေထက်ခါထက်ခါလေ့ကျင့်ရင်ရသွားပါလိမ့်မယ်နော်ဟုတ်ပါပြီရှင်โอเคအဲဆိုရင်နံပါတ်7ပါเนาะ စိတ်တွေတွေ့ကြည့်ကြရအောင်ဟိဒီချေကတော့ဒီမှာရေးပြမယ်ချက်ပြမယ်မင်းတို့တွေကစိတ်ထဲကနေဒီချေနဲ့တူတူလိုက်ပြောပြပါနော်84အနုံ30 တဲ့အဲ့တော့သားတို့တမလို့ရေ31ကိုဒီချေရုပ်ဘယ်သူနဲ့ဘယ်သူနဲ့ခွဲမလဲ30နဲ့တဲ့နဲ့ခွဲမှာပေါ့84 84မှာ4ကိုခဏလေးထားတာ84ဆိုတာက80နဲ့4နဲ့မဟုတ်ဘူးလား4ကိုခဏလေးထားလိုက်10ဥစု8စု10ဥစု8စုတွေက3စုကိုဖယ်လိုက်တော့5စုပဲကျန်မယ်အဲ့တော့50နဲ့ခုနဖယ်လိုက်တဲ့4နဲ့ဆိုတော့54 54တဲ့ကနေတစ်ကိုနှုတ်လိုက်တော့ဘယ်လောက်ကျန်မလဲ53ပေါ့အဲ့ဒါကြောင့်အဖြေ53ပါရှင့် โอเคနမခခွေလေ့ကျင့်ရအောင်မခခွေက89အနုတ်43ဖြစ်ပါတယ်အဲ့တော့သားတို့သမလို့ရေ43ကိုဒီချေတို့က43နဲ့3နဲ့ခွဲပါပြီအဲ့တော့89ထဲက40ကိုဖယ်ထုတ်ပါမယ်89ခဲက9ကိုခဏထားရမယ်เนาะအဲ့တော့40ကိုဖယ်ထုတ်တော့89 ကျဆယ်အုပ်စု9စုတည်းက4စုဖဲထုတ်မယ်1 2 3 4ဟုတ်ပြီเนาะအဲ့တော့30နဲ့9နဲ့ဆိုတော့38ဟုတ်ပြီ38တရားတိချေတို့ကဘသူကိုနှုတ်ပါလဲอืม38ထဲက3ကိုနှုတ်ပါမယ်ရှင်အဲ့တော့38ထဲကနေပြီးတော့3ကိုနှုတ်လိုက်တော့ဘယ်လောက်ကျန်တယ်လဲဆိုတော့34ကျန်ပါတယ်ရှင်ဘယ်လောက်ကျန်တယ်လဲ34အဲ့ဒါကြောင့်နမခခွေအဖြေကဘယ်လောက်လဲ34ပါနော် ဟုတ်ပြီအားဆိုနမကငင်ကိုကြည်ကြရအောင်ဟိနမကငင်တို့တွေတွက်ကြည့်မယ်ကငင်53အနုံ28โอเคအဲ့တော့28ကိုဘလူနဲ့ဘသူနဲ့ခွဲမှာလဲ yes 20နဲ့ခွနဲ့ခွဲပါပြီเนาะ20နဲ့ခွနဲ့ခွဲပြီဆိုတော့53နဲ့ပါတဲ့3ကိုခဏထားတာ30စု4စုတွေက2စုကိုဖယ်လိုက်တော့20 20ရဲ့3ရဲ့ဆိုတော့23ပေါ့အဲ့ဒီ23နဲ့ကခွနဲ့ကိုဖယ်ရပါမယ်ခွနဲ့ကိုဒီချက်30တွေကဖယ်မယ် ဲ့ဆိုတော့ဒီဘက်မှာ73ကျန်ပါပေါ့30တဲ့ခွနစ်ကိုဖယ်လိုက်တော့ဘယ်လောက်ကျန်လဲ3အဲ့တော့3နဲ့73နဲ့ဆိုတော့တအားလို့တမလို့ဤအဖြေက16ဩဟုတ်တလားအဖြေ16ကြပါပြီเนาะအဲ့တော့နမတ်ဂါကြီးတွေ့ကြရအောင်ဟိနမတ်ဂါကြီးကဘယ်လောက်လေးလဲ82အနုံ53 အဲ့တော့53မှာ53ကိုတို့တွေကဘယ်သူနဲ့ဘယ်သူနဲ့ခွဲမလဲ90နဲ့3နဲ့ခွဲပါပြီရှင်82ထဲက90ကိုဖယ်ထုတ်လိုက်တော့2ကိုခဏထားတာ10ဥစု9စုတည်း5စုဖယ်ထုတ်လိုက်တော့2စုကျန်မယ်20ရဖယ်ထားတဲ့2နဲ့ဆိုတော့22အဲ့ဒီ22ထဲက3ကိုဖယ်ထုတ်ဖို့အတွက်ဆိုရင်ဒီချက်က3ကို10တဲ့ကဖယ်ထုတ်ပါမယ်ရှင်အဲ့တော့22ထဲက10ကိုဖယ်ထုတ်လိုက်တော့ဒီမှာက12ပဲကျန်ပါတယ်10တဲ့က3ကိုဖယ်ထုတ်လိုက်တော့9 12နဲ့9နဲ့ဆိုတော့ သားတို့တမလို့ရအခြေ19ရပါတယ်ရှင်အခြေဘယ်လောက်တော့19ရပါပြီလားပြီးသားရဲ့နံပါတ်9ကိုတွက်လိုက်ကြရအောင်ဟိနံပါတ်9 54အနှုန်း38တက်တာတို့တမလို့ရေးဒီချေရူတွေက38ကိုဘယ်သူနဲ့ဘယ်သူနဲ့ခွဲမလဲ10နဲ့8နဲ့ခွဲပါပြီရှင်အဲ့တော့54တဲ့ကနေ10ကိုဖဲထုတ်လိုက်တော့ဘယ်လောက်ကျန်တယ်လဲ54အဲ့ဒီ54တဲ့ကနေပြီးတို့တွေက8ကိုဖဲထုတ်ရပါမယ်8ကိုဖဲထုတ်ဖို့အတွက်ဆိုလို့ရှင်4တဲ့ကဖဲထုတ်လို့မရတယ်10တဲ့ကတော့ဖဲထုတ်မယ်လေအဲ့ဒါကြောင့်10ဒီဘက်က34ဖြစ်ပါတယ်နော်10တဲ့ကနေပြီးတော့8ကိုဖဲထုတ်လိုက်တော့တို့တွေ နှစ်အဲ့တော့34နှစ်နှစ်နဲ့ဆိုတော့တတို့တမလို့ရေဖြေဘယ်လောက်ရသလဲ36ဖြစ်ပါတယ်ရှင်โอเคနံပါတ်5ရဲ့အခြေက36ပါနော်ရပါပြီအဲ့တော့နံပါတ်5ပြီးတော့နံပါတ်စလုံးကိုလေ့ကျင့်ကြရအောင်နံပါတ်စလုံး 64အနှုန်း35အဲ့တော့64တဲ့ကနေ35ကိုဖဲထုတ်မယ်ဆိုတော့35ကိုဒီချက်က30တခါဖဲထုတ်မယ်5တခါဖဲထုတ်ပါမယ်64တဲ့ကနေ30ကိုဖဲထုတ်လိုက်တော့10အုပ်စု4ကိုခဏထားတာ10အုပ်စု9စုတွေက3စုကိုဖဲထုတ်လိုက်တော့6ကျန်ပါတယ်10အုပ်စု6စု60နဲ့ခုနကဖဲထားတဲ့4နဲ့ဆိုတော့64 64တဲ့က5ကိုဖဲထုတ်ဖို့အတွက်ဒီ4တဲ့ကဖဲထုတ်လို့များတော့10တဲ့ကဖဲထုတ်ပါမယ်အဲ့တော့ဒီဘက်မှာက 54ကျန်ပါပေါ့30တက်က9ကိုဖယ်ထုတ်လိုက်တော့9အဲ့ဒါကြောင့်54နဲ့9နဲ့ဆိုတော့အဖြေဘယ်လောက်ရသလဲ59ရပါတယ်ရှင်အဲ့ဒါကြောင့်နံပါတ်စလုံးအဖြေက59ပါနော်နံပါတ်စလုံးတွေ့ကြရအောင်ဟိနံပါတ်စလုံး yes စလုံးလေးကဘာလေးလဲဆိုလို့ရှိရင်62အနုပ်20 ကိုကိုဖဲထုတ်ပါမယ်အဲ့တော့29ကိုဒီချေရုက20နဲ့9နဲ့ဖဲထုတ်မှာပေါ့62ထဲက20ကိုဖဲထုတ်လိုက်တော့2ကိုခဏထားတာ10အုပ်စု9စုတွေက2စုကိုဖဲထုတ်လိုက်တော့9စုကျန်နေ80ရဲ့ဖဲထားတဲ့2နဲ့ဆိုတော့80 နှစ်အဲ့ဒီ82ထဲကကိုကိုဖဲထုတ်ပါမယ်နှစ်ထဲကကိုကိုဖဲထုတ်လို့မရတဲ့အတွက်ကြောင့်မလို့တို့တွေက30တဲ့ကဖဲထုတ်မှာပေါ့အဲ့တော့30ဆိုတော့82ထဲကနေ30ကိုဖဲထုတ်လိုက်တော့60နှစ်30တဲ့ကနေကိုကိုဖဲထုတ်လိုက်တော့တဲ့အဲ့ဒါကြောင့်60နှစ်နဲ့တက်နေဆိုတော့60တုံးဖြစ်ပါတယ်ရှင်အဲ့တော့နံပါတ်စလင်အဖြေက63ပါနော်ပြီးတော့ရေနံပါတ်ဇခွဲကိုတွက်ကြရအောင်ဟိ နမဇာခွေဇာခွေလေးက80အနုတ်46ဖြစ်ပါတယ်ရှင်အဲ့တော့46ကိုဒီကျေရုကဘယ်လောက်နဲ့ဘယ်လောက်ခွဲမလဲဆိုရင် အဲ့တော့40နဲ့6နဲ့ခွဲလိုက်ပါပြီ80တွေက40ကိုဖယ်ထုတ်လိုက်တော့ဒု40ကျန်တာပေါ့နော်40တွေက6ကိုဖယ်ထုတ်ရမယ်ဆိုတော့3ညာတွေက6ကိုဖယ်ထုတ်လို့မရတော့တဲ့အတွက်ကြောင့်မို့လို့ဒီထဲတို့က30နဲ့10နဲ့ထပ်ခွဲလိုက်ပါပြီ10တွေက6ကိုဖယ်ထုတ်တော့လီအဲ့ဒါကြောင့်30နဲ့4ရေဆိုတော့ဘယ်လောက်လဲ34ရပါပြီနော် ဟုတ်ပြီအဲ့တော့အဖြေက34ပါရှင်။ Okay အဲ့တော့အနှုတ်ကိုစိတ်တက်တက်လေးကိုဒီချက်ဗီဒီယိုလေးကိုထပ်ခါထပ်ခါကြည့်ပြီးတော့မှလေ့ကျင့်ပေးပါရအောင်လေ့ကျင့်ပေးပါ။အနည်းဆုံး3ခါလောက်ပြန်ပြန်ကြည့်ပြီးတော့လေ့ကျင့်ပေးပါနော်။ဟုတ်ပါပြီရှင်။အဲ့တော့ဆိုရင်ဒီချက်တို့နောက်ဗီဒီယိုမှာဆက်တွေ့ကြပါမယ်။ပြန်တွေ့ကြပါမယ်။တတ်တာ